မင်္ဂလာပါရှင်ရေဝံကတဲ့ channel နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်မှာယာယီခုံလုံခွဲ TPS ပြတ်သိမ်းပြီးနှစ်လုံးမဲ့မြန်မာနိုင်ငံသား၄000ပါဝင်ကမ္ဘာတဝမ်းမှမြန်မာတွေမိခင်နိုင်ငံပြန်လာကြပြီးရွေးကောက်ပွဲမဲပေးလင်းကြိုးစောမဲလို့မြန်မာလိုက်ကပြောအမေရိကန်ပြည်သူမှာယာယီခုံလုံခွဲ TPS ပြတ်သိမ်းပြီးတော့နှစ်လုံးမဲ့မြန်မာနိုင်ငံသား၄000ပါဝင်ကမ္ဘာတဝမ်းမှမြန်မာနိုင်ငံသားတွေမိခင်နိုင်ငံပြန်လာကြပြီးရွေးကောက်ပွဲမဲပေးကြလင်းကြိုးစောမြင်ဖြစ်ကြောင်းဂျပန်မြန်မာလိုက်ကပြောတယ်ဂျမန်နေဘယ်လာရုစ်နိုင်ငံကသမရနဲ့ တွဲဆောင်စဉ်ကြက်ဖက်မြောက်လိုင်းကထုတ်ထုတ်ပေါ်ပြောဆိုလာခြင်းဖြစ်ပါတယ်နိုဝင်ဘာ25ရက်နေ့အမေရိကန်နိုင်ငံမိမြေလုံးကျွင်ဝင်ကြီးဌာနကအမေရိကန်မှာရရှိနေမြန်မာနိုင်ငံသား၄000ခန့်ကိုယာယီခွန်လုံခွင့် TPS ပေးထားမှုမှာရုပ်သိမ်းပြီးရပ်ပေါင်း60အတွင်းပြန်လည်ဆေးလုံမဲ့လထုတ်ပြန်ထားကြောင်းနိုင်ငံရေးသဘောထားကွဲလဲမှုနဲ့တခြားအကြောင်းအကြောင်းတွေကြောင့်အမေရိကန်နိုင်ငံပိုင်းတခြားနိုင်ငံတွေကိုရရှိနေတဲ့မြန်မာနိုင်ငံသားများအနေဖြင့်မိခင်နိုင်ငံကိုပြန်လာမည်ဆိုပါကကြိုးဆိုကြောင်း မြန်မာနိုင်ငံသားများအနေဖြင့်ဆန္ဒရှင်မြေရွေးကောက်ပွဲကာလနဲ့အကြုံဝင်ပြီးမဲဆင်းမှာပါမီဆိုပါကရွေးကောက်ပွဲမှာဆန္ဒမဲလာရောက်ပေးနိုင်စားပေးသမဖြစ်ကြောင်းမြောက်လိုင်းကဆိုတဲ့အမေရိကန်နိုင်ငံအမိမြေလုံးကျွေးဝင်ကြီးဌာနကတော့ပြန်ကြေညာခဲ့တဲ့ယာယီခွန်လုံခွင့်ဖြတ်သိမ်းတဲ့မြန်မာနိုင်ငံသား၄000ခန့်ကိုလည်းလက်ခံစာရွက်နိုင်အစီအစဉ်ဆောင်ရွက်ရှိပါတယ်။သူတို့မဲဆင်းမှာပါလို့ရှိရင်လည်းမဲပေးခွင့်ရှိအောင်ဆောင်ရွက်ပေးမယ်။အလားတူစွာပဲအကြောင်းမျိုးမျိုးနဲ့ ပြည်ပရောက်ရှိနေကြမြန်မာနိုင်ငံသားတွေကိုလည်းဒီမိုကရေစီရေးမှာညီကျဲစာလက်တွဲဆောင်နိုင်ဖို့မြန်မာနိုင်ငံကိုပြန်လာဖို့ကြိုးဆိုကြောင်းပြောလိုတယ်။မြောက်လိုက်ကထို့သို့ပြောဆိုတော့လဲလက်တွဲပြည်တွေမှာရွေးကောက်ဝယ်ကိုနှောက်ယှက်ဖျက်ဆီးသူဆိုကလူမှုကွန်ရက်မှာမဲပေးလုံဆောင်မှုတွေစစ်တပ်ဝါဒဖြန့်ရုပ်ရှင်ဇလံကိုဝေဖန်သူတွေပါဝင်ပြည်သူတွေတရုတ်ဆောင်ဒါရိုက်တာတွေဟာသာလူရှင်တော်တွေကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်မှုတွေကာကွယ်ဥပဒေနဲ့ဖမ်းဆီးရေးယူမှုတွေဇက်တိုက်လုံဆောင်လျက်ရှိရာကိုတွေ့ရပါတယ်။ ဆလတ်ပြီးဘောကျောင်းဟောင်းကမြင့်တန်းတဲ့ဘောကျောင်းခင်မောင်တန်းတို့ရဲ့လူရင်းပို့ကုန်လုပ်ငန်းရှင်စိန်ဝင်းကမြန်မာစစ်တပ်အတွက်လက်နက်အဝယ်တော်ဖြစ်လာဘောကျောင်းဟောင်းကမြင့်တန်းတဲ့ဘောကျောင်းခင်မောင်တန်းတို့ရဲ့လူရင်းပို့ကုန်လုပ်ငန်းရှင်စိန်ဝင်းကမြန်မာစစ်တပ်အတွက်လက်နက်အဝယ်တော်ဖြစ်လာပြီးမြန်မာစစ်တပ်ကတရုတ် Norico company ကဆက်လက်ပြစီဝဲရွာမှာငွေကြေးပေးချေမှုအတွက်စိန်ဝင်းကအဓိကတောင်းယူပေးနေကြောင်းစစ်တပ်သတင်းမြစ်ကပြောတယ်။ရန်ကုန်ခြေစိုက်ပို့ကုန်လုပ်ငန်းတွေလုက္ကိုင်းနေတဲ့စိန်ဝင်းကဆရာနာသိမ်ပြန်တာကာကွယ်ပြစီထုတ်လို့ရရှိကြောင်းဒုတိယဘောကြောင့်ကြီးကမြင့်တန်း ဆက်လက်နဲ့ပြည်စီဝဲရွေးညွှန်ကြားရေးမှူးတမ်းမှာဗိုလ်ချုပ်ခင်မောင်တန်းတို့ရဲ့စေခိုင်ကြံရပြည်ပကိုမြန်မာစစ်တပ်အတွက်နိုင်ငံချောင်းကိုကျင်းလက်ပြောင်းပေးမှုတွေဆက်လက်ပေးကြောင်းရင်းနောက်တစ်ဖြစ်ဖြစ်စစ်ဗိုလ်ချုပ်တွေရဲ့ယုံကြည်မှုကိုရရှိကောင်းငွေပေးချေအတွက်နီလမျိုးစုံနဲ့ဆက်ရပေးလျက်အကြောင်းသိရတယ်ယခုနောက်ဆုံးမြန်မာစစ်တပ်ကတရုတ်နော်ရီကွန်ကမ္ပဏီမှဆက်လက်နဲ့ပစ္စည်းဝယ်ရွံ့ငွေပေးချေမှာစိန်ဝင်ကဂျာခန့်ဖြစ် မူလလည်ရင်လောက်ကပဲလောကကလာတယ်အဲဒီမှာစတက်အတွက်လိုလာတဲ့ export area တွေကိုရှာဖွေနေတဲ့ရဲ့ဒေါ်လာဝယ်တော်နဲ့ငွေပေးချေရသူတွေဖြစ်လာတယ်စိတ်ဝင်ကပဲလောကမှာနာမည်တစ်လုံးရှိတဲ့ခုကတော့စတက်အတွက်လက်နက်ဝယ်တော်ဖြစ်လာတယ်အထူးသဖြင့်တော့တရုတ်တော်ရီခွန်နဲ့သူတို့ဒီကလှုပ်လှုပ်တယ်ကပ္ပစာမဗိုလ်ချုပ်ကံမြင့်တန်းနဲ့ကကဝယ်မှာဗိုလ်ချုပ်ခင်မောင်တန်းတို့ရဲ့လူရင်းဖြစ်လာလို့စစ်တပ်သတင်းမြစ်ကပြောတယ်။စိန်ဝင်းခေါ်စိန်ဝင်းကလေးကနေပြီးတော့မှလဲပတောက်မီနဲ့ဇာတော့ဆိုင်တဆိုင်ကိုဖွင့်လှစ်ထားမိဖြစ်ကြောင်း လက်ရှိမြန်မာပြည်ထက်တရုတ်နိုင်ငံကလက်နက်ထုတ်လုပ်ရေးကမ္ဘာဖြစ်တဲ့ Norico ပစ္စည်းကိုအဝယ်တော်ဖြင့်ငွေပေးချေနဲ့တင်သွင်းခွင့်ရရှိကြောင်း၎င်းနဲ့အတူမြန်မာစစ်တပ်အတွက်စစ်လက်နက်ဝယ်ယူနေဒရပ်ဖတ်လုံးလုံးနေသူတွေမှာဒီဘောနိုင်ငံသားတက်ရွေးချိန်ဆက်ပေးမှုနဲ့လောက်ကလျက်ရှိကြောင်းသိရတယ်။ဆက်လက်ပြီးခင်ဦးတိုက်ပွဲမှာ စိန်ဝင်ခေါ်စိန်ဝင်ကလေးကနေပြည်တော်မှာလည်းဗရောက်အမည်နဲ့စားတော့ဆိုင်တခါဆိုင်ဖွင့်လှစ်ထားကြောင်းလက်ရှိမြန်မာပြည်အတွက်တရုတ်နိုင်ငံလက်နက်ထုတ်လုပ်ကုမ္ပဏီဖြစ်တဲ့ Norico ပစ္စည်းရဲ့ကိုဝယ်တော်ပြင်ွေပေးခြင်းနဲ့တင်တုံကြရရှိကြောင်း၎င်းနဲ့တို့မြန်မာစစ်တပ်အတွက်စစ်လက်နက်တွေဝယ်ယူမှာအတွက်ဖတ်လုပ်လုပ်နေသူမှာနေပေါ်နိုင်ငံသားတယောက်ရဲ့အချိန်ဆက်ပေးမှုနဲ့လောက်ကိုင်းနေရှိကြောင်းသိရတယ်ဆလာဘီခေယုံတိုက်ပွဲမှာတိုက်ဆုံသွားတဲ့စစ်သားအလောင်းနဲ့စစ်တပ်ကလာမကောက်ပဲဆုံးပြစ်ထားတဲ့ဖြင့်တော်လိန်အရာစုတွေကနေမြင့်ရှင်နေမိတဲ့ကြိုးပေးရ စကိုင်းတိုင်းခေုံမြို့နယ်အတွင်းတိုက်ပွဲမှာတိုင်ဆောင်သွားတဲ့စစ်သားအလောင်းနဲ့စစ်တပ်ကသာမကောက်ပဲဆွန့်ပစ်ထားတဲ့ဖြစ်တော်လိုင်းအင်အားစုကမင်းမြင်ရှင်နေမိတဲ့ကြိုပြအကြောင်းခေုံမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တော်လိုင်းတရင်မြစ်ကပြောတယ်။နှွေမှ23ရက်နေ့မိုးလဲ12နာရီခန့်မှာခေုံမြို့နယ်မိုးလာကျဲအတွင်း၄ရက်ကြာယာယီထိုင်ကြတက်ဆွဲထားတဲ့ အကြက်ဖက်စစ်တပ်ကပြင်အောင်စုပြူစော်တီရွာကို180ခန်းနဲ့ထွက်လာစဉ်ဒေါ်လိုင်းတပ်ဖွဲ့တွေကကြားပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းရှင်တိုက်ပွဲမှာစစ်တပ်စစ်သားတစ်ခုလုံးပြတ်သွားပြီးစစ်သား80ဝန်းကျင်တင်းဆောင်ကလက်နက်29လက်နဲ့ခန်းအနေတင်းစရာရှိခဲ့ကြောင်းသိရတယ်။ရှင်နောက်စစ်တပ်စစ်ကြောင်းမှာမုံလကျေးအတွင်ရှင်းအမြောက်ကြားယာယီထိုင်ကြတပ်ဆွဲနေထိုင်ခဲ့ပြီးနှွေမ29ရက်နေ့ညနေပိုင်းမုံလပင်စိန်ကိန်းကြီးစုအောင်သားရကာဘိုတီအဆိုပါလမ်းကြောင်းတိုင်း တိတ်တဆိတ်ဆုတ်ခွာသွားကြောင်းနိုဝင်ဘာလ20ရက်နေ့တော်လိုင်းရာကျွဲကတိုက်ပွဲဖြစ်နေရကိုနေမရှင်နေသွားဆိုင်ခဲ့ရစစ်တပ်ဘက်ကတိုက်ဆုံပုတ်ပွားနေတဲ့စစ်သားအလောင်းများပြားလေကွင်းနဲ့ချောင်းနဲ့နေရာအနှံ့ပြားမှာတွေ့ရကြောင်းရင်းလောင်းတွေကိုခေဥပြည်သူ့ကာကွယ်ရေးဖွဲ့ရဲဘော်တွေကဒီစဲဒက်စီပူတွေတာယာကွင်းနဲ့မိစာတုတ်တွေအသင့်ယူဆောင်ပြီး၎င်းရုပ်လောင်းနေရနေရာမှာပဲမိရှုတကြိုပေးခဲ့ကြောင်းသိရတယ်။လောင်းတွေကပုတ်ပွားနေစောနေရသူတို့စစ်ခွေတွေကစစ်ခွေလောင်းနေလားမသိတော့ဒီတိုင်းထားသွားတော့လူကုန်ဒိတ်ခါရတကြိုပေးဖို့ကျွန်တော်လှုပ်ဆောင်ပေးတာပါ။ အလောင်းတော်တော်များများကပုတ်ပွားနေရလို့တော်လင်းသင်းမြစ်ကပြောတယ်။အစောပါခေဥတိုက်ပွဲမှာစစ်တပ်ဘက်က60ဦးနဲ့80ကြားသေဆုံးပြီးအကြပ်ဖက်စစ်တပ်ထံကကြင်းမီတလက် MA1 ဆယ်လက်၊ MA2 သုံးလက်၊ BA160 ရဲ့မကွန်မန်ဒိုစိန်ပြောင်းတလက်၊ MA3 သုံးလက်၊ MA4 တလက်၊ G3 လေးလက်၊ MA Sniper တလက်၊ MA M15 ငါးလက်နဲ့ဆက်ဆက်ကြည့်ခဲ့မျိုးစုံများအပြားတင်ဆက်ရရှိခဲ့ပါတယ်ဆက်လက်ပြီးရှမ်းပြည်တောင်ပိုင်းနဲ့ရှစ်တောင်ပိုင်းမှာစစ်တပ်ဖိအားပေးမှုနဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအတင်းဒီမှာကြိုတင်မဲ့ပေးခိုင်း ရှမ်းပြည်တောင်ပိုင်းရှိပင်တရာနမ်ဆန်နဲ့ကွန်ဟိန်မြို့နဲ့ရှမ်းပြည်အရှေ့ပိုင်းရှိမိုင်းဆက်မြို့နယ်တို့မှာအောက်ချော်ရီတောင်ဝင်ရှိတဲ့ဖျားပေးမှုကြောင့်တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ250မှာရွေးကောက်ပွဲတဲ့ကြွတင်မဲ့ပေးခဲ့ရကြအောင်ရှမ်းလူခွင့်မနိုင်မှာတောင်ဝင်ရှိသူကပြောတယ်။နိုဝင်ဘာ16ရက်ကနေ20ရက်နေ့တွင်နမ်ဆန်မြို့နယ်တွင်ရှိရက်ကွက်ကျောင်းအုပ်စုရှိရက်ကွက်ကျောင်းရွေးကောက်ပွဲကော်မရှင်ရုံးကိုကုမှတက္ကသိုလ်ကျောင်းသားကျောင်းသူစုစုပေါင်း89ဦးကြိုတင်မဲ့ပေးခိုင်းခဲ့ကြောင်းဆိုပါကျောင်းသားကျောင်းသူများစုမှယခုနှစ်မှာပထမနှစ်တရောင်းမဲ့မောက်မဲ့တက်လင်နေဖြစ်ကြောင်းသိရပါတယ် လာမယ့်ဒီဇင်ဘာလမှာဖွင့်လှစ်မဲ့တက္ကသိုလ်ရီမပထမနှစ်သင်တန်းတက်မဲ့ကျောင်းသားတွေအကြောင်းအရာမှာရောက်ွက်တော့မဟုတ်ကြအောင်ချွေမွေကျင်းစာရိတ္တကောင်းမွန်ကျောင်းထောက်ခံစာလိုအပ်ကအသက်မွေဝံကျောင်းတက္ကသိုလ်တွေတက်ရောက်မဲ့ကျောင်းသားကျောင်းသူတွေမှာပြည်မှုကေရှင်ကျောင်းရေစကဲထောက်ခံစာတွေလိုအပ်တဲ့အပြင်တခြားစာသင်နှစ်တွေကိုတက်ရောက်မဲ့တခြားကျောင်းသားကျောင်းသူတွေမှာလည်းအဆောင်နဲ့နေနေငှားရမ်းရထောက်ခံစာလိုအပ်ကြအောင်သက်ဆိုင်အုပ်ချုပ်ရေးဖွဲ့တွေကကျောင်းသားကျောင်းသူတွေကိုကြိုတင်မဲ့ပေးပြီးတဲ့အထောက်အထားပပါပါကဆိုပါထောက်ခံစာတွေကိုထုတ်ပေးပေးဖိအားပေးမဲ့ပေးစီကိုင်းကြောင်းသိရတယ် ထို့ပြင်နိုဝင်ဘာလ18ရက်နေ့ကနေ20ရက်နေ့တွင်နမ်ဆန်မြို့နယ်တွင်ရှေးရက်ကကြအုပ်စုများရှေးရက်ကကြရွေးကောက်ပွဲကော်မရှင်ရုံးကိုခုမှတက္ကသိုလ်ကျောင်းသားကျောင်းသူစုစုပေါင်း89အကျွတ်တင်မဲပေးခဲ့ကြအောင်နိုဝင်ဘာ18ရက်နေ့မှာလည်းရှမ်းပြည်တောင်ပိုင်းတနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသပင်တရားမြို့နယ်ထွေထွေအုပ်ချုပ်ဦးစီးဌာနမှတက္ကသိုလ်ကျောင်းသားကျောင်းသူ64ဦးကျွတ်တင်မဲပေးခဲ့ကြောင်းသိရတယ်။ ရှမ်းပြည်ရှေ့ပိုင်းမိုင်းဆက်မြို့နယ်မှာလည်းထောက်ကန်စာရရှိရန်အတွက်သက်ဆိုင်ရက်ကွက်ကြေးအရွေးကောက်ပွဲကော်မရှင်ရုံး6ခုမှာနိုဝင်ဘာလ17ရက်နေ့ဆက်ကွဲနေ့မှာတက္ကသိုလ်ကျောင်းသားကျောင်းသူ48ဦးပဲပေးခဲ့ရပြီးအများစုမှာဆန္ဒမပေးမပါဘဲနဲ့မဲပေးခဲ့ရလို့ဖျားပေးပြီးတော့မဲပေးခံခဲ့ကျောင်းသားတောက်ကရှင်ပြရတဲ့ထိုကြောင့်ပြည်သူတွေကို၎င်းတွေဆန္ဒမပါဘဲမဲပင်အတင်းကျပ်ဖျားပေးရဆိုပါလို့ရတဲ့ကအကြပ်ဖက်စစ်ကောင်စီရွေးကောက်ပွဲကလွတ်လပ်မှုတရားမျှတမှုနဲ့ဒီမိုကရေစီနီးကျမှုမရှိကြောင်းကိုမိမောက်ထုတ်ပြနေကြောင်းရှမ်းလူခွင့်မနိုင်ကထောက်ပြတယ်ဆက်လက်ပြီး ဒီတိုင်မှာစစ်ကောင်စီကိုတိုက်ခိုက်နေပြီးတဲ့ဆိုလန်တပ်သားတေထမန်ခေါ်ယူချင်းပြင်းတဲ့ဒီတိုင်ခြေဆိုင်တော်လိုက်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ PDS ဆိုလန်တပ်ဖွဲ့ကအခြေခံစစ်ပညာသင်တန်းပတ်စင်ဆက်ရှိအတွက်သင်တန်းသားသင်တန်းတွေလက်ခံနေကြောင်းဒီကနေ့နိုဝင်ဘာ29ရက်နေ့မှာထုတ်ပြန်ပါတယ်လူငယ်တွေစစ်ကောင်စီကိုတွန်းလှန်မှုတင်တဲ့မှာပါဝင်ဖို့ဆင်းသွင်းနိုင်ပြီလို့ချင်းကျင်တော်ဖွဲ့ဝင်ဖြစ်တဲ့ PDS ဆိုလန်ကထုတ်ပြန်တယ်။ PDS ဆိုလန်စစ်တင်တဲ့ပတ်စဉ်ဆက်ကိုတင်တဲ့စင်ပွဲကိုနိုဝင်ဘာ17ရက်မှာကျင်းပခဲ့ပြီးရတ္တပတ်အနေငယ်ကြမှာအခြေခံစစ်ပညာတင်တဲ့အစ်ကိုထပ်မံဖွင့်လှစ်ခဲ့ခြင်းဖြစ်တဲ့ PDS ဆိုလည်းအချင်းပြည်နယ်မြောက်ပိုင်းကိုထိုးစစ်ဆေးလိုက်စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်တဲ့အဖွဲ့ဖြစ်ပြီးနိုဝင်ဘာ29ရက်နေ့ကတီးတိမ်မြို့ဝင်ဆိုင်ပုံနီးတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်ပြီးမြို့ဝင်ခိတ်ကိုသိမ်းပိုက်ခဲ့ပါတယ်။ ။အရေးစစ်စစ်မှာစစ်တုံမဲ့ချွန်နယ်လက်နက်ခံတွေရရှိခဲ့ကြောင်းပြည်ထောင်စုလန်ကတိပေးထုတ်ပြန်တယ်။စစ်ကောင်စီအောက်တိုဘာနောက်ဆုံးပတ်မှာတိတိမျိုးကိုရဟဲ့နဲ့အကြိမ်ပေါင်းများစွာဆင့်ရချပြီးမြေပြင်စစ်ရေလှုပ်ရှားမှုပြုလုပ်နေတယ်လို့ကလေးဘက်ကနေမြေပြင်စစ်ကြောင်းနဲ့လည်းတိတိမျိုးကိုဝင်ရောက်ထိုးစစ်ဆင်လာလို့ချင်းတော်လိုင်းပူပေါက်တက်တဲ့တိုက်ပွဲဖြစ်နေရပါ။နားဆင်အားပေးကြတဲ့အတွက်အထူးဝင်ကျေးဇူးတင်ရှိပါရှင်။